တင်ဆက်မှုမှာပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီနေ့တင်ဆက်ပေးမယ့်သတင်းတွေကတော့ပြည်တော်စုမြန်မာနိုင်ငံကျူတီတာတိကျမ်းမာရေးဌာနကဆေးပညာရှင်များ၏ကျွေးဆန်သောထိန်သိမ်းရန်စီကံထိန်သိမ်းရေးကော်မတီဖွဲ့စည်းခဲ့တဲ့သတင်း။တဲ့နီးရန်ရဲတပ်ဖွဲ့မှရှစ်လပိုင်း28ဆီယမ်မလုတ်ကြံခံရမှုအလင်းမြေမလုံနိုင်သောကြောင့်ပြည်သူနှင့်ပြည်သားရဲ့အတိုက်အဝန်မှာ ုံပြူစုများချီးမြှင့်ခဲ့တဲ့တင်ဒိနီရန်ဒိနီမျိုးရင်းနတိစားစပါးများရွှေရောင်တောင်းရည်သိမ်းခြင်းတော်တို့ကြောင့်တောင်သူများပျော်ရွှင်ဝမ်းမြောက်ကြသည့်တင်အထူးသဖြင့်ဒီကျမ်းမာရေးဌာနမှသားစု၏ပထမအကြိမ်စပေါ်မဟာဘုံကိကျင်းပရေးတင်ပါဝင်ဘတ်ဝင်းဒီဇိုက်တဲ့တင်များစွာတွင်မှထူးခြားတဲ့တင်များကိုကောင်းလို့ပြဆက်ပေးတော်မှာဖြစ်ပါရခင်ဗျာ ပထမဆုံးသတင်းအနေနဲ့ပြည်တော်စမြန်မာနိုင်ငံအထူးဒေသတစ်ကျမ်းမာရေးဌာနကစီးပညာရှင်များဤကျင်းဝင်ဆန်းလုံးထင်သိရန်စီကံထင်သိကော်မတီဖွဲ့စည်းခဲ့တဲ့သတင်းကိုတင်ဆက်ပေးကြပါရစေ။ပြည်တော်စမြန်မာနိုင်ငံအထူးဒေသတစ်ကျမ်းမာရေးဌာနလက်အောက်ရှိကျမ်းမာရေးဦးစီးဌာနဟာစီးပညာလောကရဲ့ပညာရေးဆိုင်ရာဆန်းလုံးများ ကျင်းဝင်များကိုထိတ်သိမ်းကြည့်ကြရန်အတွက်စီးပညာစီကံထင်သိရင်းနှင့်ပညာရေးဆိုင်ရာဆန်းလုံးများကော်မတီအား2025ခုနှစ်နိုဝင်ဘာလ1ရက်နေ့ရက်စွဲဖြင့်ဖွဲ့စည်းလိုက်ပြီးဖြစ်ကြောင်းတရားဝင်ကြေညာခဲ့ပါရစေ။အဓိကအားဖြင့်အထူးဒေသတစ်ကျမ်းမာရေးဌာနဤကျမ်းမာရေးဝန်ထမ်းများစီးပညာရှင်များစီ ပညာကျင့်ဝတ်နှင့်ပညာရေးဆိုင်ရာကျင့်ဝတ်များနှင့်အညီလိုင်းနာကျင့်သုံးစီရန်နှင့်အများပြည်သူ၏ယုံကြည်ကိုးစားမှုကိုထင်သိရင်ဖြစ်ပါသည်။ကော်မတီ၏အဓိကတာဝန်တွေကတော့ကျင့်ဝတ်ဆိုင်ရာ ချိုးဖောက်မှုများစီကံပြက်ကွက်မှုများနဲ့ပတ်သက်ပြီးစုံစမ်းစစ်ဆေးခြင်းလိုအပ်ပါကတင့်လျော်သောရေးရွဆောင်ရွက်မှုများပြုလုပ်ဖို့ဖြစ်ပါတယ်။စံနှုန်းထိန်းသိမ်းခြင်းစုံစမ်းစစ်ဆေးခြင်းသက်ဆိုင်ရာအာဏာပိုင်ဖွဲ့စည်းများနဲ့ပူးပေါင်းဆောင်ရွက်ခြင်းပညာရှင်ဆိုင်ရာစွမ်းဆောင်ရည်မြင့်မားရန်ကြီးကျက်လန်းညွှန်မှုများပေးအပ်ခြင်းတို့ပါဝင်တယ်လို့ထုတ်ပြန်ထားပါတယ်။ဤကော်မတီဖွဲ့စည်းခြင်းရဲ့ရည်မှန်ချက်ကတော့ဂျမိုင်းဆောင်ရှောက်မှုကဏ္ဍတွင်အရေးအသွေးနှင့်ယုံကြည်မှုစံနှုန်းများတိုးတက်လာစေရန်ရည်ရထားကြောင်းသိရှိရပါပါခင်ဗျာ။ ဒုတိယသတင်းပုံအနေနဲ့ဒိန်နီရန်ရဲတပ်ဖွဲ့မှရှစ်လပိုင်း28ဆီယမ်မလောက်ကြိုင်ခံရမှုအလျင်မြန် ဘောရုံနိုင်သောကြောင့်ပြည်သူနှင့်ပညာရေးအသက်ဝင်မှဂုံပြုစုကြီးမြင့်ခဲ့တဲ့တင်ကိုတင်ဆက်ပေးချင်ပါတယ်။2025ခုနှစ်အော်တိုဘာလ30ရက်နေ့မွန်တက်ဆရနာရီတွင်ဒေနီခိုင်ရတက်ဖွဲ့ရုံး၌ဂုံပြုခမ်းနားတစ်ခုကိုကျင်းပခဲ့ပါတယ်။2025ခုနှစ်အော်ဂိုလာ28ရက်နေ့ကဒေနီမြို့နယ်မန်ပန်ကြီးရွာရှိကုတက်ကျောင်းမှဆီယမ်မမစ္စစ်ဝူလှုပ်ချိုင်ခံရပြီးဒီဆုံးခဲ့ရတဲ့ပြင်းထန်သောရာဇဝမှုဖြစ်ပွားခဲ့ပြီးဒေသခံလူထုတွင်ကြီးမားသောစိုးရိမ်ပူပန်မှုများဖြစ်ပေါ်စေခဲ့ပါတယ်။ဒေနီခိုင်ရတက်ဖွဲ့ဟာဒီအမှုကိစ္စကိုအရေးကြီးအမှုဖြစ်သတ်မှတ်ပြီးဒုတာဝန် ဖွဲ့ဖွဲ့ကစုံစမ်းစစ်ဆေးခဲ့ရမှာအမှုအအောင်မျိုးစောဖော်ထုတ်နိုင်ခဲ့ပြီးပြည်မှုကျူးလွန်သည့်ဟုတမ်းများရှိသူအားဥပဒေနှင့်ညီအရေးယူဆောင်ရွက်ထားပြီးဖြစ်ကြောင်းသိရပါတယ်။ဒေနီမျိုးနဲ့မပန်ကြီးရွာမှာဒေသခံလူစုကိုယ်စားလှယ်များနဲ့ ကိုတက်ကျောင်းမှဆရာဆရာမအကြောင်းသားကိုစလဲအဖွဲ့တို့ဟာရေလဖွဲ့ကိုဂုံပြူအလန်တစိမ့်တစ်ခုကိုတရားဝင်ပေးအပ်ချီးမြှင့်ခဲ့ပါတယ်။အလန်တစိမ့်များပေါ်တွင်ဒီမိုတိုက်ဝင်အတွက်ရေလဖွဲ့ကအစဉ်ရည်တည်နေမြန်ဆက်စွာစုံစမ်းဖြည့်ရှင်းနိုင်မှုရာဇဝမှုကိုတိတိယယောက်တက်ပြတ်နိုင်မှုဖြစ်၍ရွှေအောင်စလုံးများဖြင့်ရည်တူကြပါတယ်။ဂုံပြူအလန်တစိမ့်ကိုလက်ခံရရှိခြင်းတွင်တာဝန်ရှိသူတို့ကဤဒီမှာဂုံတိတ်ခါအပြင်လေးနက်သောတာဝန်ယူမှုဖြစ်ကြောင်းပြောကြားပြီးရာဇဝမှုအမျိုးစားအားလုံးကိုအပြင်းပြင်းထန်ထန်တိုက်ဖြတ်၍ဒိန်နီခိုင်ဤအေဂျင်တာရာဤအတွက်အစွမ်းကုန်ကြိုးပမ်းသွားမည်ဖြစ်ကြောင်းအခ ိုင်မှာပြောကြားခဲ့တယ်လို့သိရှိရပါတယ်ခင်ဗျာဆက်လက်ပြီးအထူးတတတည်ရတဲ့ဖွဲ့ဤအခြေခံအုပ်မြေခိုင်မှာရေးအပတ်စဉ်နဲ့လုပ်ငန်းတင်တဲ့စတင်ဖွင့်လှစ်တဲ့တည်ငြိမ်မှုတင်ဆက်ပေးကြပါတယ်ပြည်အောင်စုမြန်မာနိုင်ငံအထူးတတတည်ရတဲ့ဖွဲ့ဤလုပ်ငန်းအခြေခံအုပ်မြေခိုင်မှာစီးရင်တရားဥပဒေစိုးမိုးရေးနှီးပြဟာကိုအလေးထားအကောင့်တွေပုံရံနဲ့ရတဲ့ဖွဲ့ဝင်များဤတွင်ကျင်မှုနဲ့လက်တွေ့လှုံ့ဆော်နိုင်စွဲကိုမြင့်တင်ရန်ဒီအပတ်စဉ်နဲ့လုပ်ငန်းတင်တဲ့ကိုနိုဘလာတီယန်နေနဲ့နှစ်ပိုင်းတွင်စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ် MNTGB မဟုနိုင်ငံရေးဘူရိုအဖွဲ့ဝင်နဲ့အထူးဒေသရဲတပ်ဖွဲ့ရေးမှူးဖြစ်သူ Mr. Lee Shi-jin ၊ဘူကန် KIA ဒူ KIA မူနိုင်ငံရေးမှူးဖြစ်သူ Mr. Chow Da Shin တို့အပါအဝင်ဌာနဆိုင်ရာတာဝန်ရှိသူများတင်နန်းဆရာများနဲ့တင်နန်းသားအားလုံးတက်ရောက်ခဲ့ကြပါတယ်။ Mr. Lee Shi-jin ကပတ်စဉ်တင်နန်းမှာအထွေထွေများကိုပြန်လည်သုံးသပ်ပြီးပတ်စဉ်တင်နန်းကိုလက်တွေ့အခြေအနေနဲ့ကန့်ညီအောင်ပြင်ဆင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။တင်နန်းသားများအနေဖြင့်တာမန်ရေးတပ်ဖွဲ့ဝင်မှအထွေထွေခေါ်ခိုင်းမှာပြီးလုပ်ငန်းကျွမ်းကျင်သောဒူးညွန်ရေးတပ်ဖွဲ့ဝင်အဖြစ်ပြောင်းလဲနိုင်ရွယ်ကြောင်းအလေးပေးပြောကြားပါ ပြီးစီကင်းလိုက်နာကတာဝန်ယူမှုစိတ်ဓမြင်မှာဆိုပြင်တည်ယူမှုလုပ်ငန်းအားလုံးကိုအောင်မြင်စွာပြီးဆုံးအောင်ဆောင်ရွက်ရင်တိုက်တွန်းမှကြားခဲ့တယ်လို့သိရှိရပါတယ်ခင်ဗျာဆက်လက်ပြီးတိန်နီခိုင်တိန်နီမျိုးတွင်နှစ်သီးစားစပါးများရွှေရောင်တောက်ကျသိင်းရတော့ကြောင်းတောင်သူများပျော်ရွှင်ဝမ်းမြောက်ကြသည့်တဲ့ရင်ကိုတင်ဆက်ပေးခြင်းပါတယ်ဆောင်းဦးကလာတို့ရောက်ရှိလာတာနဲ့မြတ်အထုဒေတာတဲ့ဒိန်နီခိုင်ဒိန်နီမျိုးနယ်ရှိလေခွင့်များမှာရွှေအောင်လွှမ်းနေတဲ့အောင်မြင်ဖြစ်ထွန်းသောစပါးသီးနယ်များရည်သိမ်းခြင်း ပိုရိပ်များဖြစ်ပေါ်နေပါတယ်။ဒေနီမျိုးဟာဒေတာရင်းအတီကစာနေရိတ်ကထိုးလို့ရဒေတာဖြစ်ပြီးယခုနှစ်မှလည်းတနည်းလင်းနှစ်ချိန်ဆက်ပြူသည်။စပါးသီးနိုင်များအထူးကောင်းမွန်စွာရည်သိမ်းနိုင်ခဲ့လို့တန်သူလေသမားများရှင်လန်းဝမ်းမြောက်နေကြပါတယ်။ တောင်သူများဟာကိုပိုင်ငွေကြီးများစုဆောင်၍ရဲသိမ်းဆက်များကိုဝယ်ယူအသုံးပြုလျက်ရှိပြီးတရက်ကို၁၀အိတ်ကကျော်ရဲသိမ်းနိုင်ကလှုပ်အားတွေအများကြီးတက်တာစီပြီးဆွဲဆောင်ရေးအလုံးမြင့်မားတယ်လို့ဒေသခံတောင်သူတူဦးကပြောကြားခဲ့ပါတယ်။မကြသေးမီနေများအတွင်းရေသွင်းရေထုတ်စွန့်ရေးရှိစေရန်ရေအရင်းမြစ်အခြေခံအဆောက်အအုံများပြန်လည်မုံမှန်ခြင်းနှင့်ဆက်ပြိုးရေးနည်းပညာလမ်းညွှန်မှုများကြောင့်နေရာသည်စုစုပေါင်းအထွတ်နှုန်းဟာရေခင်းနှစ်တွေထက်တိတိတသာတိုးတက်လာတယ်လို့တောင်သူများကဝမ်းမြောက်စွာပြောပြခဲ့ပါတယ်။ ယခုနှစ်အထွက်ကောင်းမှုကြီးဟာစာနယ်ရေးကပူလုံရေးနေနမိတ်ကိုခိုင်မာစေခဲ့ပြီးနောက်တစ်ဆင့်အနေနဲ့ဒိန်နီမျိုးဟာနီးပညာဖြင့်အထွက်တိုးမြင့်ခြင်းပြုဟာကိုဆက်လက်အကောင့်ထေပေါ်ကခြေလက်ဒေတာပြန်လည်တူတောင်းရေးအတွက်ရွှေအောင်စွမ်းရင်ကိုထိုးသွင်းပေးရန်ရည်မှန်းထားကြောင်းသိရှိရပါတယ်ခင်ဗျာဆက်လက်ပြီးဒိန်နီခိုင်ကောင်းဆောင်များမြစ်လက်ကျွန်း၌ ပြည်သူများနဲ့တွေ့ဆုံ၍ဒေသအခက်အခဲများကိုဖြေရှင်းပေးခဲ့တဲ့တဲ့ရင်းကိုတင်ဆက်ပေးချင်ပါတယ်။2025ခုနှစ်နိုဝင်ဘာလ3ရက်နေ့တွင် MNTGB ဗဟိုကော်မတီအရင်အဖွဲ့ဝင်ဒိနီခန်အုပ်ချုပ်ရေးကော်မတီတွင်ယူမှုဖြစ်သူ Mr. Phanshin Chan ဦးဆောင်တဲ့အဖွဲ့ဟာကမ်မိန်မြို့နယ်ဟူလီကျေးရွာအုပ်စုမြေလေကျွန်းသို့လေဖြင့်ခီးထွက်ကရောက်ရှိခဲ့ပါတယ်။ခီးစဉ်တွင်ကျေးရွာသားများနဲ့တွေ့ဆုံပွဲကျင်းပပြီးလူမှုအရေးကြီးကိစ္စများခက်ခဲနေသောကိစ္စများကိုတရိုက်ပွင့်လင်းစွာဆွေးနွေးခဲ့ကြပါတယ်။ကျေးရွာသားများတင်ပြသည့်အခြေခံအဆောက်အအုံများပြည့်စုံအောင်ပြုလုပ်ရန်မြို့နယ်ဖက်ဆက်သွယ်ရေးလမ်းဖောက်လို့ ရန်စသည့်အကြံပြုချက်များကိုမှတ်တမ်းတင်ပြီးချက်ချင်းဖြည့်ရှင်းနိုင်သောပြဿနာများကိုချက်ချင်းတုံ့ပြန်ဖြည့်ရှင်းပေးခဲ့ပါတယ်။ Mr. Fashion Chan ကပြည်သူအကျိုးစီးပွားသည်ဒေငယ်သည့်ကိစ္စဟုပြီးမရှိပါပြည်သူလူမှုရေးလုပ်ငန်းများကိုလုံဆောင်ပေးရမည်ဟုပြောကြားခဲ့ပြီးဖွံ့ဖြိုးတိုးတက်မှုရလဒ်များကိုပြည်သူလူထုအားပုံမှန်တရားမျှတစွာခံစား권ပေးရမည်ဟုဆိုခဲ့ပါတယ်။ထို့အပြင်ဒေသရှိဘုန်းကြီးကျောင်းသို့တောင်းရောက်ခဲ့ပြီးဘုန်းကြီးကျောင်း၏စွန်းစားဆောင်ပြည်စင်မွတ်မှန်ရေးနှင့်ရေတန့်ဆက်အသက်လဲလှယ်ရေးအတွက်ရန်မုံငွေညှိနှိုင်းပေးရန်ချက်ချင်းညွန်ကြားကား ပါတီနှင့်အုပ်ချုပ်ရေးကော်မတီဆောင်ရှောက်မှုဆွေးနွေးမှုအားအခြေခံအစဉ်အထိဒါရိုက်ရောက်ရှိစေခဲ့ကြောင်းသိရှိရပါတယ်ခင်ဗျာဆက်လက်ပြီးအထူးဒေသတွေကျမ်းမာရေးဌာနမိသားစု၏ပထမအကြိမ်စူပေါင်းမဟာပုံပထိန်ကျင်းပခဲ့တဲ့တဲ့ရင်ကိုတင်ဆက်ပေးကြပါမယ်။ပြည်တော်စုမြန်မာနိုင်ငံအထူးဒေသတွေကျမ်းမာရေးဌာနမိသားစုကဥဆောင်ကျင်းပတဲ့စူပေါင်းမဟာပုံပထိန်လူတော်မင်္ဂလာကို2025ခုနှစ်နိုဝင်ဘာလ၄ရက်နေ့တစောင်းမုံးလာပြီးနေ့တွင်တိနီခန်ကောင်းကောဘုန်းကြီးကျောင်းတွင်အောင်မြင်စွာကျင်းပပြုစီခဲ့ပါတယ်။ ဒုတိယတည်းတိန်နီခင်ခင်မှုကိုယ်တိုင်ကွန်ပျူတာရောက်ခဲ့ပြီးဂျမိုင်းဌာနပညာရေးဌာနတိန်နီချင်းမြန်ယူလီယာတဲ့ရင်မကုစလေများနဲ့ဒေသခံရွာသူရွာသားများစုံကြီးစွာတက်ရောက်ခဲ့လို့အချို့ယူဂျမိုင်းပညာရေးနဲ့အစည်းအကဏ္ဍလို့ပေါင်းစည်းညီညွတ်စွာဆောင်ရွက်နိုင်ခဲ့တဲ့တာဒကောင်တစ်ခုဖြစ်အမတန်တည်နိုင်ခဲ့ပါတယ်။စုစုပေါင်းပရိသတ်ပင်18ပင်တန်ဖိုးအဖြစ်စုစုပေါင်းသိန်း120ကျော်လူတန်းနိုင်ခဲ့ပါတယ်။အဓိကအဖြစ်ဂျမိုင်းဌာနမှာပရိသတ်ပင်73ပင်တန်ဖိုးသိန်း160တိန်နီချင်းမြန်ယူလီယာတဲ့ရင်မပရိသတ်ပင်3ပင်တန်ဖိုး သိန်း40လို့ပါဝင်ခဲ့ပါတယ်ကြောက်ရောက်လာကြတဲ့တန်ကားတော့အရှင်သူမြတ်များ every the about နဲ့တိတကံပီသူအားလုံးကိုလည်းထမင်းဟင်းများကိုစနစ်တကျကျွေးမွေးအခင်ခဲ့ကြောင်းသိရှိရပါပါခင်ဗျာ နောက်ဆုံးသတင်းအနေနဲ့အထူးစည်းစားတဲ့မွန်ဂိုကန်တွင်ဘုံကရင်ပွဲတော်များခန်းနာချီကားစွာကျင်းပခဲ့တဲ့သတင်းကိုတင်ဆက်ပေးချင်ပါတယ်။မွန်ဂိုမြို့နယ်စုပေါင်းဘုံကရင်ပွဲတော်ကိုနိုဝင်ဘာလ2ရက်တစောင်းမွန်လဆန်း7ရက်နေ့တွင်နေဆက်ဒီတာဗုဒ္ဓဘာသာသာသနာပြုကျောင်း၌ကျင်းပခဲ့ပါတယ်။အဆိုပါပွဲတော်ခရိုင်တွင်ရီမူခရိုင်မူအပါဝင်ခရိုင်နှင့်အုပ်ချုပ်ရေးဖွဲ့ခေါင်းဆောင်များဒေသခံတိုင်းရင်းသားဘာသာရေးယုံကြည်သူရောက်ရှိရခဲ့ပုံဝင်ဆွေးနွေးခဲ့ပါတယ်။ စုစုပေါင်းငွေပရိသတ်ပင်ရှိပင်နဲ့တံပိုးငွေရံပေါင်းမြောက်များစွာလူတိုင်းခဲ့ပြီး KNUG ရုံးကျမ်းမာရေးမိသားစုပညာရေးမိသားစုဈေးသူဈေးသားများတို့မှစုပေါင်းလူတန်းမှုများပြုလုပ်ခဲ့ပါတယ်။အတွင်ရေမှူးမစ္စတာလီရှုမိုကကထိန်ပွဲတော်သည်ယဉ်ကျေးမှုအမွေအနေနဲ့တိုင်းရင်းသားစီတုံးညီညွတ်ရေးကိုမြင့်တင်ရာနေရဖြစ်ကြောင်းပြောကြားသွားခဲ့ပါတယ်။နိုဝင်ဘာလ၄ရက်သောမွန်လာပြည်နယ်မိုးဝမြို့နယ်ပန်ဆိုင်မြို့ရှိထေရဝါဒဘုရားသာသနာပြုကျောင်း၌စုပေါင်းမဟာဘုံကထိန်ပွဲကိုကျင်းပခဲ့ပါတယ်။ ဒုတိယတက်မွန်ဂိုခရိုင်ခရိုင်ဦးစီယုံနဲ့ပန်ဆိုင်မြို့နယ်အုပ်ချုပ်ရေးအဖွဲ့တို့မှဦးဆောင်သူရှင်များဖြင့်ပါဝင်ခဲ့ပါတယ်။ခရိုင်ဦးစီယုံမှကထိန်အတွက်ရွံ3000နဲ့နော်ဝကောင်မှလူတော်အဖြစ်ကြက်9သိန်းပန်ဆိုင်မြို့နယ်အုပ်ချုပ်ရေးအဖွဲ့မှလည်းကထိန်အတွက်ရွံ3000နဲ့မွေပြေတာပင်များကိုစုပေါင်းလူတန်းခဲ့ပါတယ်။ဒီကထိန်ပွဲတော်ကြီးတစ်ခုစလုံးသည်ဒေသခံဗုဒ္ဓဘာသာဝင်တို့၏စေတနာတရာတရားစုပေါင်းလူတန်းမှုနှင့်ဒေသအုပ်ချုပ်ရေးအဖွဲ့ကြီးများ၏ပံ့ပိုးကူညီမှုတို့ဖြင့်အောင်မြင်ခံရစွာပြီးဆုံးခဲ့ကြောင်းသိရှိရပါတယ်ခင်ဗျာ။ ကူခန့်ရဲ့တပတ်တာသတင်းတင်ဆက်မှုများကိုအပတ်စဉ်စနေနေ့ည၈နာရီချိန်တိုင်းထုတ်လွှင့်ပေးသွားမှာဖြစ်တဲ့အတွက်စောင့်မျှော်ကြည့်ရှုပါရစေခင်ဗျာကျွန်တော်နေဝီဆိုပါ